ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာသမရအတင်သွင်းတဲ့ပြည်ထောင်စုဝန်ကြီး78ဦးကိုကန့်ကွက်သူမရှိအတည်ပြုလိုက်ပါတယ်ဒီသတင်းကိုတော့ဥနေဖြိုးဝင်းကနေပြည်တော်ကနေပေးပို့ထားပါတယ်ရှင်နိုင်ငံတော်သမရအဖြစ်ရွေးချယ်တင်မြောက်ခံရသူကတင်ပြတဲ့ပြည်ထောင်စုဝန်ကြီးတွေအဖြစ်ခန့်အပ်ဖို့တင်ပြတဲ့78ဦးကိုဒီနေ့မက်လ24ရက်နေ့ပြည်ထောင်စုလွှတ်တော်မှာကန့်ကွက်သူမရှိတဲ့အတွက်သဘောတူကြောင်းအတည်ပြုလိုက်တာဖြစ်ပါတယ်နောက်ဆုံးသတ်မှတ်ချိန်ထိအဆိုပါပုဂ္ဂိုလ်များနဲ့ဆက်လင်းပြီးကန့်ကွက်ချက်တစုံတရာမရှိတဲ့အတွက် ြည်ထောင်စုဝင်ကြီးများဖြင့်ခန့်အပ်တာဝန်ပေးရန်လွှတ်တော်ကသဘောတူကြောင်းပြည်ထောင်စုလွှတ်တော်ဆိုင်ရာနယူဝရီ28နဲ့ညီကြေညာပါတယ်။ဘာတွေလုံးမဲ့ဆိုတာကိုတော့ဆိုလေးတိုင်ပင်ပြီးမှပြောနိုင်မှာဖြစ်ပေမဲ့ပြန်ကြားရေးဝန်ကြီးဌာနကိုဝါရဖြန့်ချီရေးတက်တက်မဖြစ်အောင်လုပ်သွားမယ်လို့ပြန်ကြားရေးဝန်ကြီးဖြစ်လာမယ်လို့တရင်ထွက်နေတဲ့ဥဖိန်မြင့်ကပြောပါတယ်။ ဟုတ်ကဲ့ဟိုတိတိတန်ကြတွေကတော့ကျွန်တော်ဆွေးနွေးတိုင်ပင်ပြရမှာပြောလို့ရမှာပဲကျွန်တော်လက်ထက်တော့အခုမှနော်ဟိုဒီပြတဲ့နေသားဆိုစိတ်ကူးထားတာတွေရှိပါတယ်ကျွန်တော်တို့အများပြောတဲ့အရာဆိုရင်ကျွန်တော်တို့ဒီဝါဒဖြန့်ချီရေးပါလားဆိုတဲ့အမျိုးကိုကျွန်တော်တို့လည်းမကြိုက်တဲ့ဟာမျိုးကိုအဲ့ဒီလိုနေထိုင်မှုမရှိအောင်တော့လုပ်အောင်ပေါ့နော်အဲ့တော့တိတိကျပြောမဆိုဒီမီဒီယာကိုဘယ်လိုပြောင်းလဲမလဲလို့ဆွေးနွေးနေတာပြောဆိုနေရလဲရှိတယ်အဲ့ဒါတွေကတော့ဆက်လက်ပြီးတော့ဆွေးနွေးပြောဆိုပြီးတော့လုပ်အောင်ပေါ့နော် ဆွေးနွေးနေပါတပဲ့တော့မဟုတ်ပါဘူးလုပ်ပါเนาะပြည်ထောင်စုဝန်ကြီးတွေအဖြစ် NLD ပါတီကဒေါအောင်ဆန်းစုကြည်အပါအဝင်6ဦးပြည်ထောင်စုကျန်းမာရေးနဲ့ဖွံ့ဖြိုးရေးပါတီကသူရောင်ဦးအောင်ကိုနဲ့ဦးသိန်းဆွေပြင်ပကပညာရှင်9ဦးနဲ့တမရော်ဘက်ကဒုတိယဗိုလ်ချုပ်ကြီး3ဦးတို့ဖြစ်ပါတယ်ကျွန်တော်နေပြောဝင်းမှာ